တရေကအစစ်ရိုက်လာတာပထမဆုံးကပေါ့နော်ရှေ့မှာတော့တရေလို့လို့ပါလို့ဟာတကာတကာရှိတယ်ပေါ့နော် တကယ်ဟော်ရာကစစ်စစ်ကဒါကျွန်တော်ရဲ့ပထမဆုံးကပေါ့နော်ပထမဆုံးကဆိုတော့အဲဒီကနဲ့ပတ်သက်ရင်တော့ဘာမှပြောစရာမရှိဘူးပေါ့နော်ပြောစရာမလိုတော့အောင်ကျွန်တော်ဒီကားကိုကြိုက်အဲတချို့ဝိုင်းရင်တေးဥဆောင်နေလဲဒါဒီပုံစံလေးကိုလည်းတမျိုးထိန်းထားအောင်ပေါ့နော် အဲဒီစားနေမလားဒါလေးလည်းတမျိုးကောင်းတယ်ပေါ့နော်အဲလိုမျိုးကြားတဲ့အခါမှာတော့အော်ကျွန်တော်တို့ဘာပဲပြောလုတ်ခဲ့တဲ့ဟာလေးအောင်မြင်တယ်ပေါ့နော်ဒါပေါ့လေတော်ရရရဟိုလေးရမယ်နော်ဒါပေါ့လေဒီနေ့တော့ကျွန်တော်တို့အခုဆိုင်ရင်ကမိုးမွေရောက်နေတာဒီပွဲကတော့လူပြေပေါ့နော်လူပြေပဲနောက်ပွဲလည်းလူပြေလို့ပြောတယ် ဟုတ်ကဲ့အမ် online မှာလည်းနည်းနည်းဒီ sponsor တွေပေးတာတွေပါတယ်ညာတွေအမ်အဲ့လိုမျိုးတွေနဲ့လည်းနည်းနည်းဆိုင်ပါပေါ့အပြင်မှာအဲ့လို best ဖြစ်တဲ့တောင်ကတော့ရောက်ရှိပါတယ်အများကြီးပဲအများကြီးပဲဟိုရောက်20လောက်ရှိတယ်အရင်တော့ဆိုရင်ဒီ show ပွဲတပွဲအပြီးဆိုရင်တကယ်ချင်းနေဆိုင်တိုင်းမှုစားလို့ရှိရင်ရောက်40လောက်ရှိများတယ်တကယ်ချင်းကတော့မြန်မာတကယ်ချင်းလည်းများတယ်ကျွန်တော်တို့ဒီ G family တကယ်ချင်းအုပ်စုတွေရှိတယ် အဲအဲ့မှာတင်ဟိုအယောက်20အစိတ်လောက်ရှိတာဟုတ်ပြီးအပြင်မှာလည်းအများကြီးပဲငွေချင်းနေတာဟုတ်ကျွန်တော်ကဟိုငွေတွေကလည်းလမ်းပေါ်မှာရှောက်ကြလန်းနေတာဆိုတော့ဟိုငွေချင်းမိတ်ဆွေကတော့များတယ်လူပေါင်းစုံနဲ့လည်းပေါင်းတယ်ဆိုတော့အားပေးတယ်ဒါပေမဲ့လူရာရှိရင်လည်းပြောတယ်ပူရာရှိရင်လည်းပြောတယ်ချီကျူးစရာရှိရင်လည်းချီကျူးတယ်တငွေချင်းတွေရှိပါတယ်ဟုတ် ်ဟုတ်ကဲ့အဲအင်မော့များတာပေါ့များတာပေါ့သူလည်းများတယ်ချူလေးလည်းများတယ်ပရေဆက်ကလည်းများလာတယ်ဘာလို့တုံးတယ်ရမရအောင်ဟုတ်မရအောင်ဒါကဒါပထမဦးဆုံးကတရေတရေကအစစ်ရိုက်လာတာပထမဦးဆုံးကပေါ့နော်ရှေ့မှာတော့တရေလို့လို့ပါလို့ဟာတကာတကာရှိတယ်ပေါ့နော်တကယ်ဟော်ရာကစစ်စစ်ကဒါကျွန်တော်ရဲ့ပထမဦးဆုံးကားပေါ့နော်ပထမဦးဆုံးကားဆိုတော့အဲဒီကားနဲ့ပတ်သက်ရင်တော့ ဘာမှပြောစရာမရှိဘူးပေါ့နော်ပြောစရာမလိုတော့အောင်ကျွန်တော်ဒီကားကိုကြိုက်အဲဒီဒီကတအားဟိုပါပေါ့ဖက်ရှင်ရမ်းများတာပေါ့နော်ပြီးတော့သူတကယ်လဲဟိုစိတ်ရောလူရောပေါ့နော်သူတော်တော်လေးကိုနှစ်ပြီးတော့အလုပ်လုပ်တဲ့လူငယ်တိုင်းဒါလို့ပြောမှာပေါ့နော်အရန်လဲသူပြင်ပန်းပါတယ်ဟုတ်အရန်လဲပြင်ပန်းတယ်ပြီးတော့သူကဒီရိုက်မဲ့ဒီစင်းပိုင်စင်းရောပေါ့နော်အကုန်လုံးကိုသူကအကုန်တွက်ပြီးတာပေါ့နော် ပဲဆင်းရိုက်မယ်ဘယ်နေရာမှာပဲဆင်းရိုက်မယ်ဘယ်နေရာမှာဘလို့ကင်မရာဝေါ့တွေကိုသူအကုန်တွက်ပြီးသားပါတော့ဘလို့ရိုက်မယ်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 သူ့မှာအကုန်လုံးသူ့ခေါင်းထဲမှာအခုအပြည့်ပဲသူထည့်ထားတာပေါ့နော်အဲ့တော့ကြာတော့ကျွန်တော်တို့ကလိုဝါတာတွေပို့ဝါတာတွေထပ်သူလိုချင်တဲ့ဟာကိုသူကတိတိကျကျပြောတာပေါ့နော်အဲ့ဒီတိတိကျကျပြောတဲ့ပုံမှာကျွန်တော်တို့ကဒီဇက်ကိုသူကိုလိုက်ကလည်းဇလန်းဇညွန်ရေးတယ်လို့ဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီနေရာမှာဘလို့တန်ဖို့ဘလို့တန်ဖို့သူနဲ့ညှိနှိုင်းပြီးလုပ်ပြီးတော့အသေးစိတ်ဒီတေးပေါ့နော်အကုန်လုံးစူးစမ်းထားတဲ့ကားတကားပဲ twist လေးအဓိကอ่ะဗောနော twist လေးလည်းနည်းနည်းများတယ်ပြီးတော့ကျွန်တော်ရဲ့အပိုင်းဆိုရင်တငယ်ချင်းသုံးဖို့ဆိုပြီးမဲ့ကျွန်တော်ကရှေ့ပိုင်းမှာကျွန်တော်က A တယ်ဘောနော်နောက်ပိုင်းကျရင်ကျွန်တော်ရဲ့လောက်ရတဲ့ဟာတွေရှိတာဗောလေအဲအဲ့လိုမျိုးတော့သူက expression လေးနဲ့တွားတမ်ပိုလေးနဲ့တွားရဲ့ဆိုတော့အမ်တော်တော်လေးမိုက်ပါတယ်ဒီမှာလေးစင်ရဲ့ကြီးလို့များတဲ့လက်ဖြောက်ဆိုတော့အဲ့လက်ဖြောက်ခိုင်းရဲ့ပေးတဲ့တွေရင်းကြိုက်နေတာဆိုတော့ဟုတ်ကဲ့ဒါဒီ horror garden မှာ romance scene လေးပေါ့နော်ဟုတ်ကဲ့အဲ့ဒါလေး ဟုတ်ကျွန်တော်တို့ကဒီအခန်းကအဲ့ဒါလဲဟိုဒီဒီရဲ့ idea ပဲပေါ့နော်ဟိုဒီကောင်မလေးနဲ့ကောင်လေးရဲ့ဒီချစ်တဲ့သူတို့ရဲ့ဘယ်လိုပြောမလဲဟိုဇက်လန်းကိုရိုက်ပြလို့ရှိရင်ဒီထဲမှာဆိုရင်တို့တို့ကရှည်သွားမှာရှည်သွားမယ်ဆိုတော့ဒါကိုချုပ်လဲချုပ်တဲ့အနေနဲ့လည်းဖြစ်တယ် idea အနေနဲ့သူတို့နှစ်ယောက်ရဲ့သွားတဲ့ပုံစံလေးကိုပြတဲ့အနေနဲ့ပေါ့နော် အဲ့အဲ့အဲ့ဒီအရာကြီးကျွန်တော်လည်းတော်သဘောကျပါတယ်အဲဒီဒီရဲ့စိတ်ကူးပေါ့နော်ဟုတ်သူကအချစ်ကားရည်လည်းရေးတော့ရသူကအချစ်စိတ်ကူးပါလည်းရှိတယ်အဲ့တော့ပြေးတက်ပြန်တကယ်ခံစားတော့လက်တော့မသိတော့ဘူးကွာအဲ့ဒါလေးရတယ်အဲ့လိုလေးပဲပေါ့နည်းနည်းလေးပျော်စရာကောင်းအောင်ပါကျွန်တော်တို့ကအဲ့လိုအသေးစိတ်ကြည့်ပြီးတော့အသေးစိတ်ကြည့်ရဲ့ဟိုဟာပိုသဘောကျရယ်ပေါ့နော်ဒါမှလည်းကိုကမေးရတဲ့အခါမှာဟိုဘာလို့လဲ ဘာဖြစ်နေလဲသူပြောတဲ့နေရာလေးအဲဆိုရင်ဒီနေရာလေးကမဟုတ်ဘူးဒီလိုလေးအော်ဟုတ်တယ်ဒီနေရာဒီလိုဟိုပြောရဆိုရတာလည်းပိုကောင်းတယ်ပေါ့နော်ချီပြီးဝေဖန်တာပို့ပြီးတော့အကျိုးသက်ရောက်မှုပို့ရှိရပေါ့လေကျွန်တော်တို့အတွက်လည်းအမှတ်သားစရာပို့ရရပေါ့လေဒီဟာဆက်ရိုက်တဲ့ကဟိုဘုလားဗောဒါရီတာပေါ့နော်ဒီဒီကခုနိမင်းဒီနေရာကျွန်တော်တို့ဒီကားလေးကိုတော့ဒီလိုဒီလိုဖြစ်ချင်တယ်ပေါ့နော်ဒီလိုဖြစ်ချင်တယ် ဆိုတော့အဲကျွန်တော်ကလည်းပြစ်ချင်တော့သပင်ရလည်းမညံ့ရသေးဘူးเนาะကျွန်တော်ဒီနှစ်ကုန်လောက်မှသပင်ညံ့မလို့ဆိုတော့သပင်ရမညံ့ရသေးတော့じゃတော့ဒါကျွန်တော်တို့ကလည်းအရှိပိုင်းမှာရိုက်တာဆိုတော့အဲဒီလိုဒီလိုသပင်ပုံစံလေးဒီလိုလုပ်မယ်ပါကြတော့အဲ့တကူလေးပေါ့နော်အဲ့ဒါလေးသူနဲ့တိုင်ပင်တိုင်ပင်ပြီးတော့ okay ရတယ်လို့ပေါ့နော်အဲပြီးတော့မှဒီကာရိုက်တာဒီလိုဒီလိုရှိရပေါ့နော်အဲ့ဒါရှိရဆိုတော့ဒါကိုတော့တည်တည်ကြာကြာဇလန်းကိုတည်ကြာဖတ်ဒါရိုက်တာနဲ့တိုင်ပင်ပြီးတော့ကျွန်တော်လည်းအကောင်းဆုံးတော့အင်းစူးစမ်းပြီးတော့ အဲတေးဥဆောင်တာပဲပေါ့နော်အဲတချို့ဝါရင်တေးဥဆောင်နေလဲဒါဒီပုံစံလေးကိုလည်းတမျိုးထိန်းထားအောင်ပေါ့နော်အဲတေးဥဆောင်နေပုံစံဒါလေးလည်းတမျိုးကောင်းနေပေါ့နော်အဲလိုမျိုးကြားရတဲ့အခါမှာတော့ဟောကျွန်တော်တို့ဘာပြောပြောလုတ်ခဲ့တဲ့ဟာလေးအောင်မြင်နေပေါ့နော်အဲလုတ်ရယူလဲနှက်တယ်ပေါ့နော်အဲဆိုကျွန်တော်ပီတိလည်းဖြစ်ပါတယ်ဝမ်းလန်းဝမ်းသာပါတယ်နောက်ကားလေးကြရင်လည်းအဲလိုမျိုးပေါ့နော်ကိုကြိုးစားပြီးတော့တတ်နိုင်သလောက်ပြောင်းလဲမယ်ပို့ပြီးတော့အသက်ပြေအောင်လုပ်မယ် လို့တော့ကျွန်တော်စိတ်ကူးလာပါတယ်ဒီကားထဲမှာကျွန်တော်ကကျွန်တော်တငယ်ချင်းတွေကိုရမ်းချစ်တယ်ပြီးတော့တကောင်တကောင်ကျွတ်ဖြစ်တယ်ဒီလမ်းပေါ်ကတငယ်ချင်းတွေကဒါကျွန်တော်မိသားစုပဲအဲ့မှာမှာကျွန်တော်နဲ့ပတ်သက်သွားတဲ့ဟိုကျွန်တော်ရဲ့ဇနီးမယားဟောဒါကျွန်တော်ရဲ့ရှိစုမဲ့စုပေါ့နော်ဒီဇလန်းကိုကြည့်ထားမယ်ဆိုရင်ဒါပို့ပြီးတော့ရတာရှိတယ်ဟိုပို့ပြီးတော့သူကဘယ်လိုဖြစ်နေလဲဆိုတော့ဒါလေးရဲ့ရှိစုမဲ့စုအတိုက်မြုံလေးပေါ့နော်အဲ့တော့じゃတော့ဒီဘာမို့ဟုတ်တဲ့ ဟိုပရလောကဒီတရေတစီလောက်နဲ့ဒီမိသားစုကိုတော့အပြည့်စည်းမခံနိုင်ဘူးပေါ့နော်ဒါဒီကိစ္စဖြည့်ရှင်းလို့ရရပေါ့သူ့ရဲ့ယုံကြည်ချက်ကဆိုတော့ကျတော့အဲ့တော့အပီပြင်မဲ့တရေမှာကိုဖြဲအောင်ဖြဲတာတရေမှာပြင်တရေကကြီးပဲမဟုတ်ပေါ့နော်အစွန်းရောက်တာအရင်မကောင်းဘူးပေါ့နော်အစွန်းရောက်တာအရင်မကောင်းဘူးပြီးတော့928မြစ်တာပါတယ်1500မြစ်တာပါတယ်အဲပြီးရင် နောက်ကျောကိုဓာတ်နဲ့ထိုးခံရတာပါတယ်အဲဒီလိုမျိုးပေါ့နော်ပြီးရင်ဟိုဘယ်အရာမှယုံကြည်မှုလွန်ကဲရင်မကောင်းဘူးဒီမှာအဲဒီလိုဒီလို message တွေတွေအများကြီးပါတယ်ပေါ့နော်အဲ့တော့ကျတော့ဒီတရေ၆ဓာတ်ကြီးပဲကြည့်ရမှာနေတော့မဟုတ်ဘူးကြောက်တော့ကြောက်ရမယ်ဒါပေမဲ့ director ရဲ့ပေးခြင်းတဲ့ message လေးတွေလည်းအများကြီးပါပါတယ်ဟုတ်